အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျောင်းဝမ်း channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့တော့မိုးရင်းနဲ့လိုက်ဖက်တဲ့ကြက်သားဟင်းပုံစံလေးကိုချက်ပြပါမယ်ပုံမှန်ကြက်သားစီပြန်နေစားနေရတာယူနေပြီဆိုရင်တော့ဒီနည်းလေးကိုစမ်းကြည့်ပါခင်ဗျာတုံရဲအနှစ်ကိုတုံးပြီးတော့ချင်းချင်းဆက်ဆက်ကြက်သားဟင်းလေးကိုမှမြစ်ချုံနူလေးတွေနဲ့ဘလို့စားကောင်းအောင်ချက်မယ်ဆိုတာဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော် ချက်သားကိုမြင့်နေချက်မှာဖြစ်တဲ့အတွက်မြင့်ချိုနူလေးတွေကိုအရင်ဆုံးရေဆေးပြီးတော့ပြုတ်လိုက်ပါမယ်။ပြုတ်တဲ့အခါမှာမြင့်သေးကိုစား2စွန်းလောက်ထည့်ပြီးတော့15မိနစ်လောက်ပြုတ်ပါမယ်။ဒါကလည်းမြင့်အနုအရင်ရဲ့ကိုသုံးတဲ့မြင့်ပမာဏပုံတည်ပြီးတော့နင်းငယ်အတိုးလျှော့ရှိနိုင်ပါလိမ့်။ပြပြုတ်ထားတော့မှပဲကြက်သားကိုရေးဆေးပြီးတော့ရတာနေပါမယ်။ကြက်ကတော့ဗမာကြက်ကိုတစ်ကောင်အသုံးပြုထားပါတယ်။ပထမဆုံးကြက်ကိုရေနဲ့နှစ်ရေသုံးရေလောက်ရေကြည်သွားတဲ့အထိတေချာလေးစေကြောပေးပါမယ်။ ရေးဆေးပြီးသွားပြီဆိုရင်တော့အရာသာနေပါမယ်။အရာသာနေဖို့အတွက်ကဟင်းရွက်မဟုတ်တစွန်းထည့်ပါမယ်။စားတစွန်းထည့်ပါမယ်။ငံပြာယူတော့ထမင်းစားစွန်းနဲ့နှစ်စွန်းစားလောက်ထည့်လိုက်ပါမယ်။ဆန်ွေးမဟုတ်အနေငယ်ထည့်ပါမယ်။ပေါင်ပစ္စည်းတွေထည့်ပြီးသွားရင်တော့ကြက်သားနဲ့တေချာလေးတမတော်လို့နေပြီးပါမယ်။ နေတဲ့အခါမှာအသားတွေကိုအရသာဝင်အောင်လို့တုံးချင်းစီတေချာလေးဖြစ်ပြီးတော့နေရပါမယ်။နေပြီးသွားပြီဆိုရင်တော့ကြက်သားတွေကိုအရသာဝင်အောင်လို့ဓာရီဝက်လောက်ရသာနှက်ထားပါမယ်။မြစ်ကို15မိနစ်လောက်ပြုတ်ပြီးသွားရင်တော့ရေသွန်လိုက်ပြီးတော့အေးသွားအောင်ရေအေးနဲ့ဆေးလိုက်ပါမယ်။ပြီးရင်တော့မြစ်ကိုကိုစားခြင်းနဲ့အနေလီးဖြတ်ထားပါမယ်။ ်ကူကြက်သားအဆက်ချက်မှာဖြစ်တဲ့အတွက်ငြုတ်သီးစီတက်ဖို့အနှစ်လောက်ပါမယ်ဒီတစ်ခေါက်ငြုတ်သီးအနှစ်လောက်တာတော့ပုံမှန်ဟင်းချက်နေကြငြုတ်သီးအနှစ်တက်နည်းနည်းလေးထူကြပါတယ်ငြုတ်သီးအနှစ်လောက်ဖို့အတွက်ကြက်သွန်အဖြူဦးကြီးတူရဲ့ကြက်သွန်အနီ၄ဦးလောက်ရဲ့ကိုအခုံခွာပြီးတော့ရေးဆေးထားပါမယ်ပြီးရင်တော့ကြက်သွန်အနီကိုထောင်းရလွယ်အောင်လို့ခက်ကြမ်းကြမ်းလေးပြီးထားလိုက်ပါမယ်ဇဘလင်ကိုတော့အရွက်တွေဖေးလိုက်ပြီးတော့အယိုးပိုင်းကိုအသုံးပြုပါမယ်။အယိုးကမှအပြင်ဘက် ရင်းနဲ့အလွှာတွေကိုဖယ်လိုက်ပြီးတော့အတွင်းသားအနုလေးကိုအသုံးပြုပါမယ်ခင်ဗျာတပတ်လင်းကိုလည်းထားအလွယ်အောင်လို့ခပ်ပပပြီးထားလိုက်ပါမယ်မရုပ်သီးစိမ်းကိုတော့ရေဆေးပြီးတော့အညာချွေထားပါမယ်မရုပ်သီးစိမ်းကတော့ကိုယ်အဆက်ကြိုက်တဲ့ပမာဏပေါ်မူတည်ပြီးတော့စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်ပြီးရင်တော့လှီးထားတဲ့ဇပလင်တွေကိုအရင်ဆုံးညှင်းအောင်ထောင်းပါမယ်ညက်သွားပြီဆိုရင်တော့မရုပ်သီးစိမ်းကိုထည့်ထောင်းပါမယ်ပြီးရင်တော့ကြက်သွန်အဖြူကိုထည့်ပြီးတော့ထောင်းပါမယ်တီးထားတဲ့ကြက်သွန်အနီတွေကိုထည့်ထောင်းပါမယ် ပုံမှန်ကြက်တိုင်းချက်နေကြတဲ့အတိုင်းမြုပ်ဒီအစိမ့်မှုံတော့အစွန်းလောက်ထည့်ထောင်းပါမယ်။ဒါပေမဲ့မြုပ်ဒီအစိမ့်မှုံတော့ပုံမှန်သုံးနေကြတဲ့ short ပြီးတော့သုံးထားပါတယ်။ဘာလို့လဲဆိုတော့နောက်မှဆက်ပြီးတော့ပြောပြပေးပါမယ်ခင်ဗျာ။ကြက်သားလေးကိုထည့်ချက်ဖို့အတွက်တုံရံတော့တုံရံအခဲကိုအသုံးပြုလိုက်ပါတယ်။ပုံတော့ကတော့အနေငယ်ပဲလိုရာဖြစ်လို့အနှစ်ထုပ်ကိုအသုံးပြုလိုက်ပါတယ်။ပထမဆုံးတုံရံတက်ခဲကိုရေနွေးနဲ့ခက်ကျဲကျဲလေးဖြော်ထားလိုက်ပါမယ်။ဒီနေရာမှာကြက်သားဟင်းရဲ့အချင်းအရသာအတွက်ကတုံရံအဓိကယူမှာဖြစ်ပြီးတော့အဆက်အရသာကိုတော့ဆော့ဆော့ထောင်းထားတဲ့မြုပ်ဒီစိမ့်ကညီအဓိကယူမှာပါ။အဲ့ဒါ ကြောင့်ဟင်းချက်ငြိုသည်မဟုတ်အယောင်အနေနဲ့အနည်းငယ်ပဲထည့်ရခြင်းဖြစ်ပါတယ်။အခုလိုရိုက်ပြင်ဆင်ပြီးသွားပြီဆိုတော့ဟင်းစားချက်ဖို့အတွက် oreo ကိုစီထည့်လိုက်ပါမယ်။ပြီးရင်တော့စီကိုအပူပေးလိုက်ပြီးတော့ထောင်းထားတဲ့ငြိုသည်အနှစ်ကိုထည့်ပြီးတော့စီတတ်ပါမယ်။တုံရဲဆိုတာတော့ထိုင်းစားစာလို့အဓိကဆိုရပါမယ်။အဲဒီတော့ထိုင်းစားစာကြီးချက်တဲ့အခါမှာအနံ့အရသာအတွက်အဓိကဘာမှမဖြစ်ဖြစ်တဲ့အသေးကောအမှုံကိုလေစီတတ်တဲ့အခါမှာတစ်ခါလေးထည့်ပြီးတော့စီတတ်ပါမယ်။ တဲကောအမုံထည့်မှွေပြီးသွားရင်တော့ငံပြာကြီးကိုပါစီသက်တုံးမှာတခါတည်းထည့်ပြီးတော့စီသက်ထားလိုက်ပါမယ်။ပြီးတော့ရုပ်သီးစီသက်အနယ်လေးမှွေးလာပြီးတော့အထက်ကကြက်သွန်လေးနဲ့ငင်းငွမ်းနေသည့်စီသက်ပြီးသွားရင်ကြက်သားကိုထည့်လိုက်ပါမယ်။ပြီးသွားရင်တော့ကြက်သားကိုငရုပ်သီးအနစ်နဲ့တေချာလုံးပြီးတော့စီသက်ပါမယ်။အဲ့လိုမျိုးတေချာစီသက်လိုက်တဲ့အတွက် ြက်သားရဲ့အသားတဲကိုမယုံသီးရဲ့အ내အရာတာတေချာဝင်သွားပြီးတော့ကြက်သားကိုစားတဲ့အခါမှာအရာတာပိုရှိနေပါလေမယုံသီးနဲ့3မိနစ်လောက်စိတ်ရှိရှိစီတက်ပြီးသွားရင်တော့ကြက်သားထဲမှာရေရှိရေထွက်လာအောင်လို့အဖုံးအုပ်ပြီးတော့3မိနစ်လောက်ထပ်တည်ပါမယ်တည်တဲ့အခါမှာအိုးကပ်မှာဆိုလို့မြူရောရှော့ထားပါမယ်3မိနစ်လောက်တည်ပြီးလို့အဖုံးဖွင့်လိုက်တဲ့အခါမှာတော့ကျက်ရဲ့အပေါ်ကြောလေးတွေတင်းနေပြီဖြစ်သလိုကြက်သားတွေကရေလဲထွက်လာပြီဖြစ်ပါတယ်။ခုကြက်ကတော့ရေထိုးထားတာမရှိတော့သိမ့်မတည်တာပါဘူး။ ကယ်လို့ရေများများထိုးထားတဲ့ကြက်ဆိုရင်တော့ဒီနေရာမှာရေတွေအများကြီးထွက်နေအောင်တွေ့ရမှာပါကြက်အပေါ်ကျော်လေးတင်းသွားပြီဆိုရင်တော့ဖြော်ထားတဲ့တုံရံကိုလောင်းထည့်လိုက်ပါမယ်ပြီးရင်တော့ကြက်သားနူးအောင်ဆက်တဲဖို့အတွက်ရေနွေးကိုကြက်သားမြုပ်တဲ့အထိထည့်လိုက်ပါမယ်ရေနွေးထည့်ပြီးသွားရင်တော့တေချာလေးတမအောင်မှွေလိုက်ပြီးတော့ဖုံးအုပ်ပြီးတော့တရီခန်းတဲ့အထိနိုင်ဝက်မိနစ်40လောက်ဆက်တဲပါမယ်တေထားတော့ကြားထဲမှာတော့အိုးကပ်မှာဆိုလို့ခွင့်ပြီးတော့တစ်ချက်နှစ်ချက်မှုပေးပါမယ်ခင်ဗျာ ီမခန်းသေးတဲ့အတွက်အဖုံးအုပ်ပြီးတော့ဆက်တည်ပါမယ်။ဖုံးပြန်ဖွင့်လိုက်လို့ရေခန်းစာပြုတ်နေပြီဆိုရင်တော့ကြက်သားကိုမှွေလိုက်ပြီးတော့နူးမနူးခရင်နဲ့အချက်လေးဆန်းကြည့်ပါမယ်။ခရင်နဲ့ဆန်းကြည့်လိုက်လို့ကြက်သားနူးနေပြီဆိုရင်တော့ပြစ်တည်ကိုထည့်ပါမယ်။ပြီးရင်တော့ထည့်ထားတဲ့မြစ်တွေကိုကြက်သားနဲ့တေချာလေးနှံ့အောင်လို့မှွေပေးပါမယ်။အခုဟင်ကစီပြန်ချက်မှမဟုတ်ပါဘူး။အရေးလေးနဲ့ချက်မှပဲဖြစ်ပါရဲ့။ အဲဒါကြောင့်ငွေပြီးသွားတဲ့အခါမှာတော့ရေနွေးကိုကိုလိုချင်တဲ့အနေထားရအောင်ထည့်လိုက်ပြီးတော့မြစ်ထဲကိုအရသာဝင်အောင်လို့နောက်ထပ်10မိနစ်လောက်ပုံအုပ်ပြီးတော့ထပ်တင်ပါမယ်10မိနစ်လောက်နေလို့အဖုံးဖွင့်လိုက်ရင်တော့အနေအရသာမှွေးကြိုင်တဲ့ကြက်သားနဲ့ပြည့်ချက်ထားလေးရရနေပါပြီအရေးအနေထားကလည်းကိုစိတ်ကြိုက်အနေထားရောက်နေပြီဆိုရင်တော့အရသာအပေါ်ငယ်တစ်ချက်ပြီးလိုက်ပါမယ် ရတာအပေါ်ငယ်အဆင်ပြေသွားပြီဆိုရင်တော့အုံနို့ကိုခမင်းစားစွန်းနဲ့အစွန်းထည့်ပါမယ်။ဒီနေရာမှာတခုပြောချင်တာကတော့အုံနို့မထည့်ဘူးဆိုရင်လည်းဟင်းပွဲကအရင်ကိုစားလို့ကောင်းနေပါပြီ။အုံနို့ထည့်ချက်တာကတော့ဟင်းပွဲထဲမှာအုံနို့အနက်တင်းတင်းလေးကတုံရဲအရတာလေးနဲ့အလွန်လိုက်ဖက်တဲ့ပြီးအိမ်မှာလည်းအုံနို့အထုပ်အသေးလေးရှိနေတဲ့အတွက်ထည့်လိုက်တာပဲဖြစ်ပါတယ်။တကယ်လို့အုံနို့ကိုထည့်မယ်ဆိုရင်လည်းခမင်းစားစွန်းနဲ့တစွန်းစာလောက်ပဲထည့်သင့်ပါတယ်။ တကယ်လို့အများကြီးထည့်လိုက်မိရင်လေကြက်သားဟင်းကအုံနှုတ်ခောက်ဆွဲဟင်းရည်နဲ့တူတော်ပါလိမ့်မယ်။အုံနှုတ်ထည့်ပြီးတော့တစ်ချက်နှစ်ချက်မှွေလိုက်ပြီးရင်တော့ချင်းချင်းဆက်ဆက်ကြက်တုံရဲဟင်းလေးရရပြီပဲဖြစ်ပါတယ်။အခုဟင်းပွဲလေးရဆိုရင်ပုံမှန်ချက်နေကြကြက်သားဟင်းနေနဲ့မတူဘဲနဲ့အရသာတစ်မျိုးထူးပြီးတော့တုံရဲအရသာချင်းချင်းလေးရဲ့ထောင်းထားတဲ့မြို့သီးအနှစ်မှာပါတဲ့ဇပလီနဲ့ပဒဲကောတို့ရဲ့အမွှေးနဲ့နေကြအနယ်ရောအရသာပါပြည့်စုံပြီးတော့ထမင်းမြိန်စီမဲ့ဟင်းတပွဲပဲဖြစ်ပါတယ်။ စသားကြီးတီးတဲ့မဟုတ်ဘဲနဲ့ညစ်နဲ့တွဲချက်ထားတာဖြစ်လို့တပွဲထဲမှာညအသားရောအသီးရွက်ပေါ်စားမှာဖြစ်တယ်လို့ကြက်သားရတဲ့ protein ဓာတ်မြစ်ကရတဲ့ fiber ဓာတ်လို့ခေါ်တဲ့အမြင်ဓာတ်တွေကြောင့်ဒီတပွဲထဲနဲ့အာဟာရဓာတ်ကိုအဆုံးရရှိပါပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီနေ့ချက်ပြသွားတဲ့ချင်းချင်းဆက်ဆက်ကြက်တုံရိုင်းဟင်းလေးကိုသဘောကျကြိုက်နှစ်တက်မယ်လို့ယူဆပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်။အခုလိုမျိုးအရသာရှိတဲ့ ဟင်းချက်နီမုံလုံးနီတွေကိုအပတ်စဉ်တနင်္လာဗုဒ္ဓဟူးနဲ့စနေနေ့ညနေ9နာရီတိုင်းမှာတင်ဆက်ပေးသွားမှာမလို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye